မင်္ဂလာပါရှင်ဖားဆောင်မြို့တင်တိုက်ပွဲမှာ ဖားဆောင် PDF တရင်1100ရှိရဲဘော်သူဦးကြဆုံးခဲ့တဲ့တရင်ကိုတင်ဆက်ပေးကြပါရရှင်ကရင်နီပြည်နယ်ဖားဆောင်မြို့တင်တိုက်ပွဲမှာဖားဆောင်ပြတုကာကွယ်ရေးတပ် PDF တရင်1100ရှိမှရဲဘော်သူဦးကြဆုံးခဲ့တယ်လို့ဖားဆောင် PDF ကဇူလိုင်လ3ရက်နေ့မှာထုတ်ပြန်ထားပါတယ်ပြီးခဲ့တဲ့ဇွန်လ26ရက်နေ့မှာဖားဆောင်မှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းဖြစ်တဲ့ ခလာယာတစ်တုံနဲ့တပ်စခန်းကိုတိုက်ခိုက်ရင်ကြဆုံခဲရကြောင်ဆိုထားပါတယ်။ကြဆုံရဲဘော်ကအသက်40အရွယ်ရဲဘော်ကျော်စုခေါ်ဆိုင်မောင်းဖြစ်ပြီးတော့ဖာဆောင်မြို့တင်းတိုက်ပွဲအတွင်းစစ်ကောင်စီကိုတိုက်ခိုက်ရင်ကြဆုံခဲရတယ်လို့ဖော်ပြထားပါတယ်။ဆွန်လာ26ရက်နေ့မှာလဲကာလာလာတာ6.6သိရင်တခွဲတင်မှာတာဝန်ထမ်းဆောင်ခဲ့တဲ့ရဲဘော်တော်စီရန်ကဖာဆောင်မြို့တင်းတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့လက်နက်ကြီးထိမှန်မှုကြောင့်ကြဆုံခဲ့ရပါတယ်။2025ခုနှစ်စွန်လအတွင်းဂရနီပြည်နယ်နဲ့ကယန်းဒေတာတိုက်ပွဲများမှာတော်လန်ရဲဘော်52ဦးကြဆုံခဲ့တယ်လို့တိုးတက်သောဂရနီပြည်သူ့အင်အားစု PKPF ကထုတ်ပြန်ထားပါတယ်ရှင်။